mobile legend official ကနေပြီးတော့လုတ်ပေးတဲ့ 3D view ကိုကျွန်တော်တို့တွေ10မိနစ်အတွင်းဘယ်လိုမျိုးလုံးအောင်မလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြသွားပေးမယ်။အားလုံးပဲမင်္ဂလာပါဗျ။ကျွန်တော်ကတော့ Soji Gaming ပါ။ Okay ကျွန်တော်တို့တွေအရင်တုန်းကလိုပဲပေါ့နော်ကျွန်တော် 3D software တွေဘာညာဘာမှထည့်ရအောင်လို့တော့ဗျာ။ကိုယ့်ရဲ့ mobile legend game နဲ့ကိုဝင်ပြီးတော့ကြာတော့ 3D view ဆိုတဲ့ setting ခလုတ်လေးကိုဖွင့်လိုက်တာနဲ့ကျွန်တော်တို့တွေစော့နေတဲ့ဟာတွေအကုန်လုံးက 3D view ဖြစ်သွားမယ်ဗျ။ အရင်တော့ဆိုရင်ဒါမျိုးတွေကတော်နမရွန်းနေမှာပဲရတယ်ဗောနော်အခုချိန်မှာတော်နမရွန်းတောင်မဟုတ်ဘူးပြကျွန်တော်တို့အခုရိုးရိုးစော့နေတဲ့ official server ကိုရောက်ရှိလာပြီဖြစ်တယ်ဗျโอเคဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင်ဒီအကြောင်းအရာကိုတော့ကျွန်တော်ကိုလာပြောပြတဲ့ဒီ browser ကိုလည်းကျွန်တော်ကျေးဇူးတင်တယ်ပေါ့နော်ဒီ browser ကြောင့်ကျွန်တော်လည်းဒီ video ကိုလုတ်ဖြစ်သွားတာပြတကယ်လို့ 3D view မလုတ်တတ်သေးရင်ဆိုရင်တော့ဒီ video ကိုဆုံးနေလိုက်ပြီးကြည့်မယ်ဗျလုတ်တဲ့ရင်လည်းကြည့်လိုက်ပေါ့ရောက်လက်စားနေတော့ 3D view လောက်တော့မှဆိုကျွန်တော်တို့ဒီ custom နဲ့ဟိုတစ်ချက်ဝင်မယ်ဗျာ okay custom နဲ့ဟိုတစ်ချက်ဝင်ပြီးလို့ရှိရင်ဒါမျိုးပေါ်တော့တကယ်ဆော့မဲ့လူနှစ်ယောက်ကိုဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်ထည့်ပေးလိုက်ဗျာကျွန်တော်ကတော့အိမ်များတော်အောင်လို့ဆိုပြီးကွန်ပျူတာလေးပါအဖြည့်ထည့်ပေးလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုရိုက်မဲ့လူက custom နေရာမှာနေရမှာဗျာ okay အဲ့လိုမျိုးဗီဒီယိုရိုက်မဲ့လူက custom နေရာမှာနေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ game စတင်ပြီဆိုပြီးတော့ကျွန်တော်ပွဲစလိုက်မယ်ဗျာ okay ပွဲစတဲ့ခါမှာသူတို့ရောသူတို့ပေါ့နော် hero တွေသူတို့ လူတွေကတိုင်မင်းထားကြမှာပေါ့ငါတို့ကဘာနဲ့အက်ဒစ်လုံးမှာမင်းတို့ဘာဟီးရိုးကန်ဆိုပြီးလူကိုတိုင်မင်းထားကြဗျာပြီးရကိုကိုဟီးရိုးကြီးပက်လိုက်ပေါ့ပွဲလေးရောက်ပြီဆိုတဖက်အသင်းမှာကျွန်တော်တို့တွေ့ရတာကတော့ဇိုးတို့အခြားတစ်ဖက်မှာတော့ကျွန်တော်တို့တွေကတ်စတိုโอเคပွဲစားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေဘာလဲလောအောင်မလို့ဆိုခုကျွန်တော်မြားပြထားတဲ့နေရာလေးတွေကိုတစ်ချက်တော့နှိပ်ပေးရမယ်ဗျာ โอเคနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေပေါ့နော်ဒါမျိုး ABC and ဆိုပြီးပေါ်လာလို့ရှိရင်ကျွန်တော် A ပဲနှိပ်နေ B ပဲနှိပ်နေ C ပဲနှိပ်နေ 3D view ကိုပြောင်းသွားတယ်ဗျာ A ရဲ့ B ရဲ့ C ရဲ့ကျွန်တော်တို့တွေကင်မရာပုံစံမျိုးပေါ့နော်ဟိုဘက်ကရိုက်မလားဒီဘက်ကရိုက်မလားဆိုတော့ပုံစံခုဒါတော့မြင်နေတိုင်းပဲကိုကြိုက်တယ်လို့မျိုးရွေးချယ်လို့ရတယ်ဗျာโอเคရွေးချယ်ပြီးလို့ရှိရင်အပေါ်မှာပြထားတဲ့ဒီမြင်းချောင်းလေးอ่ะကျွန်တော်တို့တွေမြင်ကွင်းကိုကြီးမလားချုံမလားပေါ့နော်အဲအဲ့လိုမျိုးလေးကြီးမလားကျယ်မလားပေါ့နော်ကြီးကျယ်ပေါ့အဲ့လိုမျိုးအဲ့လိုမျိုး အချင်းအချင်းလှုပ်လို့ရတယ်ဘလို့ adjustment ပေါ့နော်အဲ့ဒီမှာ brother တို့မြင်တဲ့အနှင်ဆိုတဲ့အရာလေးကဘာလဲဆိုအနှင်ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ငโกအတိုင်းပေါ့နော်ဖြစ်သွားလိမ့်မယ်အနှင်ဆိုတာမနေဖက်နဲ့ A ရဲ့ B ရဲ့ C ရဲ့ကြိုက်တာတစ်ခုနှိပ်မယ်ဆိုရင် 3D view ခု brother ကိုမြင်တဲ့အတိုင်းဖြစ်သွားမယ်ဗျ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့တကယ်စောင်းမဲ့လူနှစ်ယောက်ကိုတွင်တဲ့ကိုထည့်ပေးလိုက်မယ် ထက်ပြီးပြီဆိုရင်ကျွန်တော်တို့ကတကယ်ဗီဒီယိုရိုက်မဲ့လူကကတ်စတာနေရာမှာနေရမှာဗျာကတ်စတာနေရာမှာနေပြီးလို့ရှိရင်ရီကော်ဒါဖမ်းထားပါတော့အခုကျွန်တော်ဖမ်းတယ်လို့မျိုးရီကော်ဒါလေးဖမ်းပြီးတော့အမှပြီးလို့ရှိရင်မှာကျွန်တော်တို့တိတော့ပေါ်မှာတင်မယ်ဆိုရင်အယောင်လေးပြောင်းလိုက်ရဒီ CC အယောင်လေးပေါ့နော်ကျွန်တော်တို့နည်းနည်းလေးခလန်းလေးဖြစ်သွားအောင်ရောင်လေးပြောင်းမယ်ရောင်လေးပြောင်းပြီးလို့တချင်းလေးနဲ့အစ်စ်လေးဗျာကက်ကက်တမ်ပလိတ်ယူသုံးလဲဟုတ်တယ်မလားကက်ကက်တမ်ပလိတ်နဲ့တင်လိုက်ဗျာဘာသာတို့ဒီဗီဒီယိုတွေက view ကမီလီယံထိတောင်ချီနိုင်တယ်ဗျာဘာလို့လဲဆိုဒီ 3D အစ်စ်လောက်ရတာတော်တော်ခက်တယ်ဗျာ ကွေဒါပေမဲ့မဝန်လိကျန် official ကိုတိုင်းကိုကတရားဝင်လောက်ပြလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့လည်းအရန်တော့ပျော်စရာကောင်းအောင်ပါပေါ့နော်အခုဆိုရင်ကျွန်တော်ဇိုရိုနဲ့ကတ်စတိုဟာဖြစ်ရကျွန်တော်ဒီ main lane မှာပဲပေါ့နော်ဒီဘိုင်ဝမ်တီးကျင်နေတဲ့အနေထားမှာရှိရဗျ okay ချောင်း9နဲ့ပေါ့နော်တကောင်းတကောင်းကတော့ကျွန်တော်ချောင်းမွေထိုင်းနဲ့ပြကျွန်တော်နှစ်ယောက်ကတီးရင်နေရကြောင်းနဲ့တယောက် okay ဒီမှာဆိုရင်ကျွန်တော်ချောင်းမွေထိုင်းတော့1 flick ကပေါက်ပြီးတော့အလာကြီးကံပြတော့ပြင်မယ်အင်မြူသွားတယ်ပေါ့နော်ချောင်း9လေးကတော်တော်လေးရော လက်ကတွက်နေတယ်ဗျ။ Okay ဒီမှာဆိုရင်တော့မလွတ်ပါဘူးတီးထုတ်ပေးလိုက်တယ်ဗျ။ဟိုတီထုတ်လိုက်တဲ့ခါမှာဟင် record ပြပြီဒါမျိုး record လေးနဲ့တော့ကျွန်တော် 3D editing ကမတရားဘူးမိုက်တယ်ပေါ့နော်။တော့ရှုပ်လို့တော့မရအောင် movement လေးကျန်ရပါတော့။ကျွန်တော်တို့အားလုံးပျော်အောင်တော့လုပ်ပစ်လိုက်ပြီ။မှတိန်စီကကျွန်တော်လူတော်မမြင်ရတော့ကျွန်တော်မြင်ကွင်းချဲ့မယ်ဆိုလို့မြင်ကွင်းကျင်းမယ်ဆိုလို့ရှင်တော့လူပါမြင်ရတယ်ပေါ့နော်။ဟို okay ကျွန်တော်နောက်မှမြင်ကွင်းကျင်းလိုက်တာ။အဲအဲနေနေနေဒီကောင်ကဘာအောင်အမှန်မှန်ကွန်ပျူတာကြီးထည့်မစောနေလို့အမှန်ပါကီတိုရှုပ်အမှန်နေရန်ကြီးကိုပြေးနေတယ်တဲ့။ ရတော့မှရတော့မှအေးရတော့မှရတော့မှကျေးဇူးတင်ပါတယ်လို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကန်စတိုနဲ့ဇိုရိုကဘိုင်ဝမ်ဖြုတ်နေတယ်ဆိုပေမဲ့လည်းပေါ့နော်သူတို့ဘိုင်ဝမ်နိုင်သွားလဲဘာမှမရဘူးဗျာဟုတ်တယ်မလားတကယ်တမ်း 3D view တွေဘာညာလောက်တက်သွားပြီဆိုရင်လည်းဘာမှမရဘူးဗျာဘာလို့လဲဆိုသူမဟုတ်တော့မရခဲ့တာဗျာကျန်တာဘာမျောလဲနေအောင်ပါရှင်လို့မရပါဘူးသူမဘေးကကောင်းနေတော့โอเค ဒီနေ့ဗီဒီယိုလေးတော့ဒါဆိုရင်ဒီလောက်ပဲပေါ့နော်ဘရာဇောင်းလေးနဲ့ 3D view ဘယ်လိုလုပ်ရလဲဆိုဒါဆိုရင်တော့တိပြီးတော့လောက်ပြီးဖြစ်တယ်ဗျ။ Okay အားလုံးဆုံးနေရရှိပေးကြလို့ကျေးဇူးများအတင်ပါတယ်ဗျ။